ိုဝန်တဲကိစ္စက6လဆိုတဲ့အခါကျတော့ယဟန်ကအမျိုးသမီးကနှစ်ဦးတလုံးအပြစ်ရှိပါတယ်နော်။ဘာကြောင့်လဲဆိုလို့ချင်းသူတို့ကနှစ်ဦးနေပြီးတော့ဟိုတက္ကနမလူတဲ့ပတ်စံတွေကိုအတူသားသုံးတာမို့လို့ပါ။うん。 ွန်တဲကိစ္စက6လဆိုတဲ့အခါကျတော့ယဟန်ကအမျိုးသမီးကနှစ်ဦးတလုံးအပြည့်ရှိပါတယ်နော်။ဘာကြောင့်လဲဆိုလို့ချင်းသူတို့ကနှစ်ဦးနေပြီးတော့ဟိုတက္ကနမလူတဲ့ပတ်စံတွေကိုအတူသာသုံးတာမို့လို့ပါ။ဒီနေ့မှအဲ့နှစ်ဦးကိုခွဲပြောမယ်။အရင်ဆုံးယဟန်ပေါ့။ဒီမေထုံမြူရဲဆိုတာကကျတော့ပါရတိကအာဘပေါ့။ပါရတိကအာဘဆိုတာကကျတော့သာသနာပေါ်မှာဆုံးရှုံးသူ။သူဒီ တာသနာပေါ်မှာနေခွင့်မရှိတော့ဘူးလူထွက်မှရတော့မယ်ဟဲ့ဦးဇင်းတို့ဒီပါရာဒီကအဘတ်နဲ့ရိုးရိုးသမင်းသားတဲ့အဘတ်ပဇန်ကိုင်းတဲ့အဘတ်နဲ့မတူတာကသမင်းသားတဲ့ညသာသားတဲ့ကိစ္စတွေပဇန်ကိုင်းတဲ့ကိစ္စတွေကတော့တဘာပဲကျူးတာဆိုတဘာပဲကျိုးသည့်အတွက်ကြောင့်ယမ်းမှာ228တွေရှိတယ်တဘာကျိုးလို့ရှိရင်226ပါနှစ်ပါကျိုးရင်225ပါသူ့မှာရှိသေးတယ်ဒီခုနပါရာဒီကအဘတ်ကကျတော့အဲ့လိုမဟုတ်ဘူး တဘာကျုံအကုန်ကျိုး298ပါလုံးကျိုးထိုးကြောင့်သူ့မှာလုံးလုံးတိလာမရှိတော့ထိုးကြောင့်သူဒီလူထွက်ဒုမဟုတ်ကိုင်ဘွားကိုပြောင်းဒါသူ့ရဲ့လုံနည်းပဲနော်ဦးသွင်းတာသားပေါင်းမှာဟိုဒီမေထုနာဓမ္မတိခါဘုကိုမင်းတပဲဘာကြောင့်ပြင်းတဲ့လဲဆိုလို့ရှင်အရင်တော့ကတုထိန်ပေါ့အရင်တုထိန်ပေါ့ရဟန်းကိုဖုံးမွေးသွားလို့ရှိချင်းအသိခံမဲ့သွေးသိမ့်နဲ့ရံမှုခဲ့တာဖြစ်တယ် နောက်ပိုင်းသူ့မိဘတွေကနေပြီးတော့သူ့သားကိုလူထုပ်ကိုဖျားယောင်းတယ်။ဘာကြောင့်ဖျားယောင်းလာလဲဆိုလို့ရှိရင်အိန္ဒိယလူနေမှုတနည်းအရတာရှိမဒီအမွေတွေကိုပိုင်ခွင့်ရှိတာ။တာမရှိလို့ရှိရင်အဲ့ဒီအမွေတွေကိုဘယင်ကသိမ်းမှာ။အဲ့ဒါကြောင့်သူကလူထုပ်တည်နေတာပေါ့။နောက်ပိုင်းဖျားယောင်းတာပေါ့။မရမ်းဟောင်းနဲ့ဖျားယောင်းတယ်။ဖျားယောင်းတဲ့အခါမှာသူကညာကြီးတဲ့အခါကျတော့တပတ်တူလိုက်ရတယ်။အဲ့တော့သူတုံးညတုံးခါမေတုံမြွေးတယ်အဲ့ဒီမှာကလေးရပါတယ် ။နောက်ပိုင်းအဲ့ဒီကလေးနဲ့အဲ့ဒီမြားနဲ့ကဘိက္ခုနေဝိတယ်ဘိက္ခုပြီးတော့တရားအထုတာနိဗ္ဗာန်ရသွားတယ်။အရှင်သူတိုင်ကနိဗ္ဗာန်မရဘူး။ဒါလား။ဒါကိုကြည့်မယ်ဆိုလို့ရှင်ယဟန်ကပို့ပြီးတော့အပြစ်ကြီးတယ်။နော်။ဒီအမျိုးသမီးကကြတော့သူကဒီယန်ကိုတကယ်ချစ်လို့ရှိရင်အဲ့ဒီယန်ကိုအဲ့ဒီယန်နဲ့ကြိုက်မယ်ဆိုလို့ရှိရင်သူ့ကိုအယုံနဲ့လူထွက်ခိုင်းမှာ။ နော်သူ့ကိုလူထက်ကိုင်းပါအကောင်းဆုံးကရှောင်းနာကောင်းတယ်ပဲမရှောင်းနာမင်းတို့လူထက်ကိုင်းလူထက်ကိုင်းမှယူကြဘူးအဲ့လိုကိစ္စမရှိဘူးကိုယ်ကတာသနာဘောင်မှာရှိတဲ့ညာကိုဖျက်သိခြင်းနဲ့သိနေဒုမို့အဲ့ဒီတာသနာဘောင်မှာဝင်တဲ့ညာရဲ့ပြည်လက်လာဘကိုလိုချင်းမမရသိနေချန်ကမဲ့သူရှင်အဲ့ဒီအမျိုးသမီးတဲ့အဝေသိပါပဲနော်ဒီဘောင်အပြည့်တော့နှစ်ဦးတလုံးအပြည့်ရှိပါတယ် ဘဒူပိုအပြစ်ကြီးတယ်လို့ဆိုလို့ရှိရင်ယဟန်ကပို့ပြီးတော့အပြစ်ကြီးပါတယ်။ဘာကြောင့်လဲ?တိတိကြီးနဲ့မိုက်လို့ပါ။ဒါလား။ဟိုအမျိုးသမီးကကြတော့ဒါကမလို့တင်မှန်တိတယ်။တိုးတော့ तू ကဒီအမှုကတလောက်အပြစ်ကြီးမှ तू မသိဘူး။အမျိုးသားကအမျိုးသားယဟန်ကပို့ပြီးတိတယ်။ဒါလား။ तू ကတိတိနဲ့ယူနေမှာလို့ရှိရင်တော့မသားဖို့သားတယ်။မသိပဲလို့လို့ရှိရင်တော့အပြစ်ရှိတယ်တိုးတော့မသားဖို့မသားဘူး။ အဲ့လိုกว่าပါတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့အစကကျွန်တော်ခရစ်စတန်ခရစ်စတန်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်အခုခရစ်စတန်မဟုတ်တော့ဘူးကျွန်တော်ကဘုရားဘာသာဖြစ်သွားပါပြီကျွန်တော်ဘုရားဘာသာထဲဝင်သွားပါပြီလို့ပြောပြချင်တာဘုရားဘာသာဟာကောင်းကောင်းမြတ်ပါတယ်ဘုရားဘာသာလည်းကိုပြောင်းလာတော့ဟုတ်ပါပြီ ဘယ်လိုဗုဒ္ဓဘာသာလဲကိုပြောင်းတာလဲသူဗုဒ္ဓဘာသာကသူအရေးအတွက်မလို့အရေးအတွက်ကိုလိုလားတဲ့ဘာသာမဟုတ်ဘူးအရေးချင်းကိုလိုလားတဲ့ဘာသာတိုးတော်သိမကောင်းစွာနဲ့လည်းအရေးအတွက်ပဲဖြစ်နေတဲ့ဗုဒ္ဓဘာသာတွေလည်းဒုနဲ့ဒီပါပဲဗုဒ္ဓဘာသာ၅မျိုးရှိတဲ့ထဲမှာပညာဗုဒ္ဓဘာသာနဲ့တတဗုဒ္ဓဘာသာကိုပြောင်းဖို့လိုပါတယ်ဗုဒ္ဓဘာသာ၅မျိုးရှိတယ်လေလာဘဗုဒ္ဓဘာသာဗျာဗုဒ္ဓဘာသာ ဖလာဗုဒ္ဓဘာသာတတဗုဒ္ဓဘာသာပညာဗုဒ္ဓဘာသာ၅မျိုးရှိတဲ့အထဲမှာပညာဗုဒ္ဓဘာသာကိုတတဗုဒ္ဓဘာသာကိုပြောင်းဖို့လိုပါတယ်သူလာဘဗုဒ္ဓဘာသာဆိုတော့လလဘကိုမျှော်ကိုပြီးတော့ကိုယ်ွက်တဲ့ဗုဒ္ဓဘာသာဗုဒ္ဓဘာသာဝင်ပေါ့ဗျာဗုဒ္ဓဘာသာကကြတော့ဒီဗုဒ္ဓဘာသာကိုယ်ွက်လို့ကြည့်ချင်းလေမုံတိုင်းရေမုံတိုင်းရေပေးမီးပေးဒါတွေကနေကင်းလွတ်မယ်လို့ယုံကြည်တဲ့လူမျိုးတွေပေါ့ သူဖလာဗုဒ္ဓဘာသာကကြတော့ကိုဘိုးဘွားမိဘတွေကဒီဗုဒ္ဓဘာသာကိုကိုကိုွယ်တို့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ပုံကိုယ်တွေပေါ့အဲ့ဒီပုံကိုယ်သုံးမျိုးကိုတော့မပြောင်းသွေ့ခြင်းပါဘူး။ဘာကြောင့်လဲဆိုသူတို့ကလည်းညံဖျင်းတော့ဗုဒ္ဓဘာသာဖြစ်နေလို့ပါ။ပြီးရင်ပြောင်းသွေ့ခြင်းနဲ့ဗုဒ္ဓဘာသာနှစ်မျိုးကတတဗုဒ္ဓဘာသာနဲ့ပညာဗုဒ္ဓဘာသာ။တတဗုဒ္ဓဘာသာဆိုတော့ကကြတော့ပြမြတ်စွာဘုရားရဲ့ဂုံတော်တရားတော်ရဲ့ဂုံတော်တန်ဃာတော်ရဲ့ဂုံတော်တွေကိုယုံကြည်ပြီးမှ ကံကံရဲ့အကျိုးကိုယုံကြည်ပြီးမှခုခွက်တဲ့ဗုဒ္ဓဘာသာကိုတတ္တဗုဒ္ဓဘာသာ ခေါ်ပါတယ်။နောက်အကောင်းမြတ်ဆုံးသောဗုဒ္ဓဘာသာကအရာရာကိုပညာဖြင့်ချင့်ချိန်ပြီးတော့အနိစ္စဒုက္ခအနတ္တကိုပိုင်ပိုင်ခြားခြားတည်ပြီးမှဝိပဿနာတရားကိုကျင့်သုံးအထောက်ပြီးမှတမရတရားကိုကျင့်သုံးအထောက်ပြီးမှခုခွက်တဲ့ဗုဒ္ဓဘာသာကိုပညာဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ပညာဗုဒ္ဓဗုဒ္ဓဘာသာဖြစ်ရင်တော့အကောင်းဆုံးပေါ့လေ။ အဓိကတော့တတဗုဒ္ဓဘာသာနဲ့ပညာဗုဒ္ဓဘာသာဖြစ်ဖို့ကိုအရေးကြီးပါတယ်။အဲ့ဒီဗုဒ္ဓဘာသာကိုရောက်အောင်ပြောင်းကြပါ။အရှင်ဘုရားလေဒီတရားကောင်းခြင်းတိုးခြင်းလူသိရှိခြင်းမရှိခြင်းဟာကိုယ့်ကိုယ်နဲ့ဘာသာနဲ့ဆိုင်ပါသလားဘုရားတဲ့။မဆိုင်ပါဘူး။ဗုဒ္ဓဘာသာကိုယ်ကပြီးတော့လူသိမရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲ။တခြားသောဘာသာကိုယ်ကပြီးတော့လူသိမရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲ။နော်။ ဗုဒ္ဓဘာသာကိုကိုးကွယ်ပြီးတော့လူသိရှိတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲတခြားဘာသာကိုကိုးကွယ်ပြီးတော့လူသိရှိတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲဒီမှာဗုဒ္ဓဘာသာကတော့တိတ်ကိုလူပိသားတဲ့ဘာသာလူသားဆန်တဲ့ဘာသာပါနော်တိုးတော့သူဟောတဲ့သုံးမတွေဗုဒ္ဓဟောတဲ့သုံးမတွေကိုဗုဒ္ဓဘာသာဝင်တွေကမလိုက်နိုင်တော့ကြောလူမဆန်တော့ဗုဒ္ဓဘာသာဆိုပြီးတော့ပေါ်တာဖြစ်ပါဗုဒ္ဓရဲ့ပိဋကကိုလေ့လာမယ်ဆိုလို့ရှိရင် လူပိတာအောင်ဘလို့နေမလဲဘလို့သေမလဲနော်ဒါလူဘမှာဘာလို့အရေးကြီးသုံးလဲတလားလူသားဆန်အောင်ဘလို့နေမလဲလူတဖသားကိုဘလို့ကူညီမလဲဒါဒီဟောတာပါရဲ့နော်လူမှုရေးမှာဘလို့လူပိတာအောင်နေမလဲစီဝါရေးမှာဘလို့လူပိတာအောင်နေမလဲနော် ဘုရားဘာသာမင်းတယောက်ဖြစ်ဖို့တူလို့ရှိချင်းဟိုမူရိတ္တကြောင်းတာတို့လူကုံကူးတာတို့လက်နက်ကြောင်းတာတို့အသက်ကြောင်းတာတို့တာတပီကြောင်းတာတို့အဲ့ဒီလိုကုံကူးမှုကိုမလုပ်သင့်ဘူးသူတို့အကြောင်းဒါကလူပိတအကြောင်းပါပဲနော်အဲ့ဒါတွေဟောခဲ့ပါတယ်တိုးတော့သူတွေကမလိုက်နိုင်မလိုက်နိုင်နိုင်ရပါ